28ချိန်မြောက်တာမန်တည်င်းပတ်ရဲ့ဂျာတပတိနေရှင်လူကာအေဝံဂေလိကျမ်းအခန်းကြီး7အခန်းငယ်9မှ13ထို့နောက်ကိုရောကတင်တို့တွင်တစုံတယောက်၌မိတ်ဆွေရှိ၍သူသည် ထိုမိတ်ဆွေထံသို့ညသကောင်းရန်ချိန်၌တွားပြီးလင်အဆွေအကျွန်ုပ်အားပေါမုံသုံးလုံးချင်းငါပါအเจ้าမူကားအကျွန်ုပ်၏ဧည့်သည်တယောက်သည် ခยีဝေးမှရောက်လာ၍အကျွန်ုပ်၌သူ့ကိုတဲခင်းဧကံစရာ မရှိပါဟုဆိုလျင်အိရှင်ကငါ့ကိုမနှောက်ရှက်ပါနှင့်အခုတကားပိတ်ထားလေပြီငါ၏သားသမီးတို့သည်လည်းငါနှင့်အတူအိယာဝင်ကြကုန်ပြီငါသည်အိယာမှထ၍တင့်အားမြည်သည့်အရာကိုများမပေးနိုင်ပါဟု အိမ်အတွင်းမှ ပြန်ဖြေလိမ့်မည်သို့တော်တင်တို့ကငါဆိုသည်ကဤသူသည် သူ၏မိတ်ဆွေဖြစ်ခြင်းကြောင့် အိရှင်သည်အိယာမှထား၍သူ့ကိုတစုံတစ်ခု ပေးမိမဟုတ်တော့လဲထိုသူ၏ထတ်တလဲလဲတောင်းခံမှုကြောင့်အိရှင်သည်အိယာမှထား၍ထိုသူအလိုရှိရာမှန်သမျှကို သူအားပေးလိမ့်မည်ထို့ကြောင့်တင်တို့အားငါဆိုသည်ကားတောင်းကြလော့တောင်းလျင်တင်တို့အားထိုရာကိုပေးလိမ့်မည်ရှားကြလော့ရှားလျင်တင်တို့တွေ့ကြလိမ့်မည်ခောက်ကြလော့ခောက်လျင်တင်တို့အားဖွင့်ပေးလိမ့်မည်အကြောင်းမူကားတောင်းသောသူတိုင်းသည်ရ၏ ရှာတော်သူသည်လည်းတွေ့၏တကားခောက်တော်သူအားလည်းဖွင့်ပေးလိမ့်မည်သင်တို့တွင်မြည်သည့်ဖခင်သည်မိမိသားကငါးကို တောင်းလင်ငွေကိုပေးမည်နီးဒါဖြစ်သူကကျက်ဥကိုတောင်းလင်မြည်သည့်ဖခင်သည်ကင်မိခောက်ကိုပေးမည်နီးတို့ဖြစ်၍ဆိုးမိုက်သောသင်တို့ပင်လျင်ကောင်းသောအရာများကိုသင်တို့၏သားသမီးများအားပေးတတ်ကြပါက ကောင်းငင်ဘုံရှင်သင်တို့၏အဖသည်မိမိထံတောင်းလျှောက်သူတို့အား ဝိညာဉ်တော်မြတ်ကိုပို့ရပြီးပေးတော်မူမည်မဟုတ်လောဟု မိန်တော်မူ၏ယေရှုခရစ်တော်သခင်၏မောမြတ်သောဧဝံဂေလိတရားတော်ပေသည်သာသမီတို့၏လိုအပ်သောအရာကျွန်တော်တို့မကြာခဏတန်တရားဝင်တတ်တဲ့ပုံစံတစ်ခုရှိပါတယ်ခမည်းတော်ဟာကျွန်တော်တို့ရဲ့လိုအပ်ချက်ကိုသိရလားဆိုပြီးတန်တရားဝင်တတ်ကြတာမျိုးဖြစ်ပါတယ် အထူးသဖြင့်လိုအပ်တဲ့အရာများကိုတောင်းလျှောက်ပြီးမရတဲ့အချိန်မှာဒါမျိုးတန်တရားဝင်တတ်ပါတယ်။ဒါပေမဲ့ခိုင်မြာစွဲမြဲစွာယုံကြည်ထားရမယ့်အချက်တစ်ချက်ကတော့သခင်စုရဲ့အဖြစ်အပျက်တရားအဖြစ်ဖျားသခင်ဟာသူ့ရဲ့သားသမီးများတယောက်စီရဲ့လိုအပ်ချက်ကိုသိပါတယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့ယုံကြည်ကြရပါလိမ့်မယ်။သားသမီးများရဲ့လိုအပ်ချက်ဟာဟိုရာဒီရာတွေထက်ဝိညာဉ်တော်လိုအပ်ပါတယ်။ တနည်းပြောရရင်ခွင့်လွှတ်ခြင်းလိုအပ်ပါတယ်အသက်တာလိုအပ်ပါတယ်ခမီးတော်နဲ့အဆက်အသွယ်ပြုနေဖို့လိုအပ်ပါတယ်ဒါကြောင့်ဒီနေ့ဆုတောင်းခြင်းမှာဖျားသခင်ပေးလိုက်တာဒါပဲဖြစ်ပါတယ်သူပေးလိုက်တဲ့အရာဟာကျွန်တော်တို့လိုအပ်တဲ့အရာမဟုတ်ဘူးလို့မကြာခဏတန်တရားဝင်တတ်တဲ့အခါမျိုးတွေလည်းပဲရှိတတ်ပါတယ်ဒါကြောင့်ဒီလိုမျိုးတန်တရားဝင်တဲ့အခါမှာအသေးစားပြန်စဉ်းစားမယ်ဆိုရင် ူပေးလာတဲ့အရာဟာကျွန်တော်တို့အလိုအဆုံအရာ သူကိုယ်တိုင်ပဲဖြစ်နေပါတယ်။ဝိညာဉ်တော်ဟာဆုတောင်းခြင်းမှာအစပြိုးပေးသူ ခမည်းတော်ဖျားကို ကျွန်တော်တို့ကနေပြီးအဖဟုခေါ်ခွင့်ရှိအောင်ဖန်တီးပေးတဲ့သူကျွန်တော်တို့ဆုတောင်းခြင်းကိုပြေဝဆုံနေစေခဲ့သူဆုတောင်းခြင်းမှာသူကိုယ်တိုင်ကို ပြန်လည်ပေးအပ်ခြင်းဖြင့်ကျွန်တော်တို့ရဲ့ဆုတောင်းခြင်းကို အစွမ်းထက်စေတဲ့ပုံကိုပဲဖြစ်ပါတော့တယ်။ ဒါကြောင့်ဆူတောင်းခြင်းမှာကျွန်တော်တို့အမှန်တကယ်အာယုံစူးစိုက်ရမယ့်အရာများဟာဘူအရာဒီအရာကျွန်တော်လိုအပ်တဲ့လိုအပ်ချက်များဆိုတာထက်ဖျားသခင်ကိုအာယုံစူးစိုက်ကြရပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုရင်ဖျားသခင်ကိုယ်တိုင်က ကျွန်တော်တို့ကိုရှိသမျှအာယုံစူးစိုက်လျက်ရှိတယ်ဆိုတာကိုယုံကြည်ဖို့လိုအပ်ပါတယ်။သူကိုယ်တိုင် ကျွန်တော်တို့နဲ့အဆက်အသွယ်ပြုတဲ့အခါမှာ သူကိုယ်တိုင်ကိုလုံလုံရရပေးရခြင်းအဖြစ်အဆက်အသွယ်ပြုလာတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကလည်းပဲဆူတောင်းခြင်းပြုတဲ့အခါမှာကျွန်တော်တို့ကိုယ်ကိုသူ့ထံလုံလုံရရပေးအပ်ပြီးသူ့ဘုံမှာပဲလုံလုံရရအာယုံဆိုင်ခြင်းအဖြစ်တကယ်ပြေဝဆုံလင်းတဲ့ဆူတောင်းခြင်းအမှုကိုကျွန်တော်တို့ပြုနိုင်ကြမှာလည်းပဲဖြစ်ပါတော့တယ်တပည့်တော်တွေကဆူတောင်းတဲ့ရန်သင်ကြားပေးတော်မူပါ့